အားလုံးမင်္ဂလာပါခင်ဗျာ MP သတင်းဌာနရဲ့ဒီကနေ့အော်တိုဘာလ20ရက်နေ့လည်ခင်းအထိရရှိထားတဲ့ထူးခြားဆုံးသတင်းတွေကိုကျွန်တော်ခင်ဗျာကတင်ဆက်ပေးပါရမယ်။နောက်ဆုံးရထိတ်တန့်သတင်းတွေထဲပျော်လွှင်နေတဲ့စစ်တပ်ပုံရိပ်ကိုကြည်တင်ဖို့မင်းအောင်လှိုင်ရဲ့နောက်ဆုံးစကားကေကေပတ်ကိုစစ်တပ်စီနင်းကဲမှုကြားဖြန့်ဒုစရိုက်ရှင်မုံရေးလားဒါမှမဟုတ်နိုင်ငံတကာကိုအယောင်ပြဖို့လား TNL ထိတ်ချုံနေမျိုးကိုဘုံကျဲကဲဆဲဥစုကို ဝကျုပ်တာဘုံကျော်ရဲ့တွေးစုဖွဲ့သတိပေးစကားဆိုတဲ့တင်နိုင်ကျင်းမျိုးသမီးတို့လွမြောက်မှုမကြီလာထောင်ပိုင်းအပါဝင်6ဦးဘဝပြတ်သွားတဲ့အကြောင်းကလေးတမှုလမ်းပန်းကိုပြန်လည်ထိန်းချုပ်လိုတဲ့စစ်တပ်အင်အားအများပြန်လည်စစ်ကြောင်းထုံးနေတဲ့တင်အစ်ရွေးနဲ့ဂါဇာကိုဘုံပြန်ကျစ်လာတဲ့အကြောင်းအပြည့်ရဲ့သဘောတူညီချက်ပြတ်ပေပြီလားအဲ့လိုနေလေခင်အထိရရှိထားတဲ့အထူးခြားဆုံးသတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ အခုလေးလေခင်းအတွက်ပထမဦးဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ပြိုလင်းနေတဲ့စစ်တပ်ပုံရိပ်ကိုကင်တင်မှုမင်းအောင်လှိုင်ရဲ့နောက်ဆုံးစကားသတင်းပါစစ်ရင်နဲ့နိုင်ငံအကြက်တဲကြောင်းထိုးကြနေတဲ့စစ်တပ်ပုံရိပ်ကိုပြန်လည်ကင်တင်မှုနဲ့ပြည်သူတွေရဲ့ထောက်ခံမှုကိုအသေးအတန်လိုချင်နေတဲ့မင်းအောင်လှိုင်ကတက်မလို့သားရင်နဲ့ပြည်သူတွေတသားရဲဖြစ်အောင်လှုပ်ဆောင်မှုသူရဲ့လက်ပါစီစစ်သားတွေကိုမှာကြားခဲ့ပါတယ်အော်တိုဘလာ၁၉ရဲ့မနေ့ကစစ်ကော်မရှင်ကောင်းဆောင်မင်းအောင်လှိုင်ကပသိမ်တပ်နယ်မှာရှိတဲ့အရာရှိတွေ စတာမိတာဆူဝင်နေတဲ့တွစ်ဆုံတဲ့အခါမှာအထပ်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်ပါတယ်။မင်းအောင်လန်ကစစ်တပ်ကိုနိုင်ငံတော်ရဲ့ပြည်တွင်းပြည်ပရှံကာကွယ်နိုင်ဖို့အတွက်စွန့်ရည်စွန့်အားရှိတဲ့မတော်အဖြစ်လိုအပ်တယ်လို့ပြောခဲ့တဲ့အပြင်ပြည်သူတွေအပြည့်အဝယုံကြည်အကူအစားတဲ့တမတော်ဖြစ်ဖို့လိုတယ်လို့ပြောခဲ့ပါတယ်။အဲ့လိုလေပြောခဲ့တဲ့အပြင်ဒေတာလိုက်တာဝန်ထမ်းဆောင်နေတဲ့စစ်သားတွေနဲ့ပြည်သူတွေတသားတည်းဖြစ်အောင်လှုံ့ဆော်ပြီးဒေတာခန့်လုံခြုံအေဂျင့်ရုပ်ကိုထိရောက်စွာလှုံ့ဆော်ဖို့လိုတယ်ဆိုပြီး တိုင်းပြည်မငြိမ်းချမ်းအောင်လှုပ်ဆောင်ခဲ့တဲ့မင်းအောင်လှိုင်ကပြောခဲ့ပါတယ်စစ်တပ်အနာတိုင်းပြည်နာအကြမ်းဖက်နှိမ်နှင်းမှုတွေနဲ့အချက်သားတွေကိုရေးချဲရှိရှိပြစ်မှတ်ထားဘုံကျဲတိုက်ခိုက်မှုတွေကြောင့်စစ်တပ်ကိုပြည်သူတွေကရွန်ရှာမုန်းတီးမှုမှာအမြင့်ဆုံးအဆင့်ကိုရောက်ရှိနေတဲ့အချိန်မင်းအောင်လှိုင်ကအခုလိုစကားကိုထုတ်ပြောလာတာပါစေရခြင်းနေရအစိုးရနေရမင်းအောင်လှိုင်ကနိုင်ငံဝန်ကောက်ွယ်စောင့်ရှောက်သူတခုတည်းသောဖွဲ့စည်းပုံအခြေခံဥပဒေကိုအကောင့်ထဲပေါ်ဆောင်သူအဖြစ် ုံဖော်ပြီးတော့ပြည်သူထောက်ခံမှုကိုအပြောနဲ့ချယူဖို့စ조사နေရပါသူစကားတွေကအပြောနဲ့လက်တွေ့တခြားစီလဲလို့နိုင်ငံလေးလာသုံးသက်သူတူကပြောပါတယ်အခုလိုမင်းအောင်လည်းပြောရတဲ့ရည်ချက်ကပြည်သူတွေတဆက်မှမယုံကြည်တော့တဲ့စစ်သားတွေစိတ်ထဲမကြဘူးနဲ့တက်တွင်စီးလုံးညညမှုမပြုတ်ကွဲဖို့လည်းဖြစ်တယ်လို့သုံးသက်မှုတွေရှိနေပါတယ်ဒုတိယအနေနဲ့ကေကေဘက်ကိုစစ်တပ်စီးနင်းခဲ့မှုကြားဖြန့ ဒုတိယရှင်မုံရလာတာမမဟုတ်နိုင်ငံတကာကိုအယောင်ပြဝလာဆိုတဲ့အကြောင်းကိုပြောပြပါမယ်။မနေ့ကစစ်ကောင်ရှင်ကမြန်မာထိုင်းနယ်စပ်မှာရှိပြီးကရင်ရှာဆောင်တက် BGF လုံခြုံရေးယူပေးထားတဲ့ KK ဘက်ကိုဝင်ရောက်စီးနှင်းခဲ့လို့ထုတ်ပြန်ထားပါတယ်။အဲ့လိုစီးနှင်းခဲ့ပေမဲ့ KK ဘက်အထက်မှာထူးခြားလက္ခဏာမတွေ့ရဘဲ Starlink ဆလောင်အစုံ30နဲ့ဆက်စစ်ပစ္စည်းတွေနဲ့အခြေခံအဆောက်အအုံများစွာကိုတင်ပိုင်နိုင်ခဲ့လို့စစ်ကောင်ရှင်ကဆိုထားပါတယ်။ ဒါရယ်ပြင်ကေကေပတ်အတွင်းကနေအလုတ္တမအမျိုးသား1645ဦးအမျိုးသမီး455ဦးနဲ့လုံခြုံရေး68ဦးကိုဖမ်းဆီးရမိခဲ့လို့စစ်ကော်မရှင်ကထုတ်ပြန်ထားပေမဲ့အဲ့ဒီအလုတ္တမတွေဟာဘလို့လုပ်ငန်းကိုလုတ်ကင်နေတဲ့သူတွေဆိုတာကိုတော့အတိအကျဖော်ပြမှုမရှိခဲ့ပါဘူးကေကေပတ်ကိုအဓိကလုံခြုံရေးယူပေးထားတဲ့အဖွဲ့ကတော့စစ်တပ်ရဲ့လက်အောက်ခံကရနီရှားဆောင်တပ်ဖွဲ့ဖြစ်ပေမဲ့အခုစီးနင်းမှုမှာဘယ်လနဲ့ကန်တက်ဖွဲ့ကမှမတွေ့ရပဲအလို့သမားတို့ကဒါဖန်စီယာမိခဲ့လို့စစ်ကော်မရှင်ကထုတ်ပြန်ထားပါတယ် အခုလိုကြားဖြန့်မူရစေဝါနဲ့လူကုံကူးမှုတွေရဲ့ထာနယ်ကဲကဲဘက်ကိုစစ်ကောင်ချင်းစီးနှင်းမှုဟာစစ်ရင်နဲ့အတူဒူးစရိုက်မှုတွေကိုပါနှိမ့်နေနေပြီဆိုပြီးနိုင်ငံတကာယုံကြည်လာအောင်အယောင်ပြလှုပ်ဆောင်ကြတာဖြစ်တယ်လို့ဝေဖန်မှုတွေလည်းရှိနေပါတယ်။အခုစစ်တပ်ဝင်ရောက်ခဲ့တဲ့နေရာကိုတရုတ်နိုင်ငံရဲ့ဂျာဇူအခိုင်းတွေကိုထိန်းချုပ်ထားတာဖြစ်ပြီးတော့ဗီဂျာအပြင်ကရီမျိုးသားစီယုံကန်နီရဲ့ကောင်းဆောင်ချုပ်ပါပါဝင်ပတ်သက်နေရလို့စွပ်စင်မှုတွေလည်းထွက်ပေါ်နေပါတယ်။အဲ့ဒီကေကေဘတ်စီမံကိန်းဟာကရီမျိုးသားစီယုံကန်နီနဲ့ ကုမ္ပဏီတစ်ခုလက်မှတ်ရေးထိုးပြီးတိစောက်ခဲ့ရာဖြစ်တယ်လို့သတင်းတွေထွက်ပေါ်ခဲ့တဲ့အတွက်ကန်ယူကလည်းသူရဲ့ခေါင်းဆောင်ရှိုးပါဝင်ပတ်သက်နေရဆိုရဲဆွတ်ဆွေးချက်နဲ့ပတ်သက်ပြီးစုံစမ်းစစ်ဆင်မှုတွေပြုလုပ်ခဲ့ရလို့ပြောကြားခဲ့ပေမဲ့အဲ့ဒီစုံစမ်းစစ်ဆင်မှုချက်လက်တွေကိုတော့တရားဝင်ထုတ်ပြန်မှုတွေမရှိခဲ့ပါဘူး။ထပ်မံတင်ဆက်ပေးချင်တာကတော့ထင်းလင်းလေးထင်းရှုံနေမျိုးကိုဘုံကျဲခဲ့တဲ့ဆဲအုပ်စုကိုဗိုလ်ချုပ်တာဘုံကျော်ရဲ့တွဲစုဖွဲ့တတိပေစကားကိုပြောပြပါမယ်။ တန်အမျိုးသားလက်မြောက်ရေးတက်မတော်ထင်းနယ်လေးထိန်းချုပ်ထားတဲ့မျိုးရတွေကပြည်သူတွေကိုပြစ်မှတ်ထားပြီးစစ်ကောင်စီကနေ့စဉ်ဘုံကျဲတက်ခတ်မှုတွေအတွက်အလဲရှိလာမယ်လို့ထင်းနယ်လေးအတွင်းမှုန်းချုပ်ဗိုလ်ချုပ်တာဖုံးကျော်ကမနေ့ကသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေသတိပေးရေးသားခဲ့ပါတယ်ဗိုလ်ချုပ်တာဖုံးကျော်ကမနက်နေ့ခင်ညနေညတကောင်စက်တိုက်လင်းရင်ဘုံကျဲနေရကျဲတဲ့သူကျဲဖို့ဆော်တော့သူကျဲခံရတာကိုဝမ်းမြောက်လက်ခုပ်တီးသူအလုံးကိုထုံးတေချာတွတ်မှတ်ထားတယ် အလှည့်ဆိုတာရှစ်စမြဲပါလို့ရေးသားထားပါတယ်စစ်ကောင်မရှင်အတင်းနဲ့ထိန်းချုပ်ထားတဲ့နမ်ဆန်မန်တုံမိုင်းငေါ်နဲ့မိုးကုံမျိုးတွေကိုအော်တိုဘလာ၁၈ရဲ့ညနေပိုင်းကနေအော်တိုဘလာ၁၉ရဲ့နေ့လယ်ပိုင်းအထိပုံကျဲမှုနဲ့ပြုလုပ်ခဲ့ရာကြောင်းခလင်းငယ်တွေအပါဝင်အချက်သားတွေတည်ဆုံးခဲ့ပြီးအများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်ပြီးခဲ့တဲ့အော်တိုဘလာ၁ရက်ကနေ၁၉ရက်နေ့အထိစစ်ကောင်မရှင်ကလေကြောင်းအသုံးပြုပြီးမန်တုံမျိုးကို၁ချိန်ကြောက်မဲမျိုးကို၃ချိန်တိဘောမျိုးကို၅ချိန်မိုင်းငေါ်မျိုးကို၁ချိန် မိုင်းလုံးမြို့ကို၄ကြိမ်နန်းဆန်မြို့ကို၅ကြိမ်နမ်တူမြို့ကို၅ကြိမ်မိုးမိန်မြို့ကို၃ကြိမ်နဲ့မိုးကုံမြို့ကို၁ကြိမ်ဘုံကျဲတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပါတယ်အဲ့လိုဘုံကျဲတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ရာအကြောင်းတင်္ဂါရုံ၂ပါးကလဲ၈ယောက်အမျိုးသား၁၂ယောက်နဲ့အမျိုးသမီး၁၉ယောက်တည်ဆုံခဲ့ပါတယ်တည်ဆုံမှုတွေအပြင်ကလင်းငယ်အပါပြည်သူ၅၀လောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်အခု TNL ကိုထိုးစစ်ဆင်ပြီးမြို့တွေပြန်လည်တင်ပိုက်နေတဲ့စစ်ကောင်မရှင်ဟာတရုတ်အစိုးရရဲ့ဂျောင်းဝင်စစ်စဲမှုနဲ့ ဒီလအတွင်း TNL နဲ့တရုတ်နိုင်ငံမှာတွစ်ဆုံဆွေးနွေးဖို့ရှိနေပါတယ်။စစ်ကောင်စီက TNL ထိန်းချုပ်ထားတဲ့မြို့တွေကိုတမကတော်လင်းတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့နေရာတွေကိုမြေပြင်စစ်ကြောင်းထိုးတာတွေလက်နက်ကြီးပစ်ခတ်တာတွေ drone နဲ့လေကြောင်းပစ်ကိုယူပြီးဘုံကျဲရတွေကိုနေ့စဉ်ပြုတ်လုပြီးတော့ပြည်သူတွေကိုတပ်ဖြတ်ကဆေးရဆွေးမှုတွေကိုနေ့စဉ်ကျူးလွန်နေရရှိပေမဲ့ကုလသမဂ္ဂနဲ့နိုင်ငံတကာကတော့ထိရောက်တဲ့အရေးယူမှုတွေပြုလုပ်မှုမရှိသေးပါဘူး။ဆက်လက်ပြီးနိုင်ကျင်းမျိုးသမီးတို့လွတ်မြောက်မှုမိတ်ကြီးလာထောင်ပိုင်းအပါအဝင် 6ဦးဘဝပြတ်တဲ့တဲ့င်းကိုတင်ပြပေးပါမယ်။ Figures တင်မလား15ရက်ကမိတိလာအချင်းထောင်ကနေအမျိုးသမီးနိုင်ကျင်တူထွက်ပြေးလွတ်မြောက်ပြီးတဲ့နောက်မှာထောင်ပိုင်းအပါဝင်ထောင်ဝင်တဲ့6ဦးအလုဖြုတ်ခံခဲ့ရတယ်လို့ MP ကစုံစမ်းသိရှိရပါတယ်။အဲ့ဒီထောင်ဖောက်ထွက်ပြေးခဲ့တဲ့တဲ့င်းကိုဖုံးထားပေမဲ့တဲ့င်းဟာအပြင်ကိုပေါက်ကြသွားပြီးတဲ့နောက်မှာဒီလအတွင်းမှာပဲထောင်ဝင်တဲ့6ဦးသူတို့အလုကိုလက်ပြနှုတ်ဆက်ခဲ့ရတာဖြစ်တယ်လို့မိတိလာအချင်းထောင်နဲ့နှိဆက်သူတွေကပြောပါတယ်။ အရင်ကတော့သူတို့ပါသူတို့အပြင်ကိုတည်င်းမထုတ်ပဲကြိတ်ပြီးရောရှာနေကြတာမျိုးပဲလုပ်နေကြတယ်ပြီးတော့တည်င်းကပေါက်သွားပြီးအကုန်တိတ်သွားကြတော့မှထောင်ပိုင်ရောဝန်တန်းတွေပါအလုတ်ဖြုတ်ခံရတာလို့မိတ်ချီလာအချင်းထောင်နဲ့နေဆက်သူတူကပြောပါတယ်အလုတ်ဖြုတ်ခံရတဲ့သူတွေကတော့မိတ်ချီလာအချင်းထောင်ရဲ့ထောင်ပိုင်ကြီးစောပေါ်နေအမျိုးသမီးဆောင်ကနှစ်ပွင့်ပေါ်စာနေဝင်တက်ကြကြီးရေထဲဒုတက်ကြတင်းတင်းခိုင်တက်တာ အင်မိုထန်တဲ့ထောင်ပိုးဝဂိတ်မှာတာဝန်ကျခဲ့တဲ့ဝန်ထမ်းတဦးတို့ဖြစ်ပါတယ်။မိတ်ကြီးလာကျင်းထောင်ရဲ့အမျိုးသမီးဆောင်ကိုပြခဲ့တဲ့ဇန်နဝါရီလကဆက်လို့ထောင်ဝန်ထမ်း၄ဦးနဲ့လုံခြုံရေးယူထားတဲ့အပြင်စနိုက်ပါသမားတဦးကလည်းအမြဲစောင့်ကြည့်နေပေမဲ့နိုင်ငံအကျဉ်းသူကထွက်ပြေးလွတ်မြောက်ခဲ့ရပါအမျိုးသမီးဆောင်မှာစကားပြောတာအဆင်မပြေတာတွေရှိရဲ့အတိတ်ကတော့အခုပြုတ်သားတဲ့ဇာနီဝင်းနဲ့တန်းစီဟောင်းနဲ့ပြဿနာဖြစ်ပြီးရဲ့နောက်ပိုင်းမှာရန်ဖြစ်တာလို့ရနေနေများတော့စနိုက်ပါနဲ့ 2025ခုနှစ်ကလေးကချိန်ထားတာပါလို့မက်ဂျီလာအချင်းထောင်ကပြန်လည်လွှမ်းမြောက်လာတဲ့နိုင်ငံအချင်းသူဟောင်းတူကပြောပါတယ်ပြည်တွင်းထဲကနောက်ဆုံးသတင်းအနေနဲ့ကလေးတမူလမ်းပိုင်းကိုပြန်လည်ထိန်းချုပ်လိုတဲ့စစ်တပ်အင်အားများပြန်လည်စစ်ကြောင်းထုတ်နေတဲ့အကြောင်းဖြစ်ပါတယ်တော်လင်းတပ်ဖွဲ့ရဲ့ထိန်းချုပ်ထားတဲ့ကလေးတမူလမ်းပိုင်းကိုပြန်လည်သိမ်းပိုက်နိုင်ဖို့စစ်ကော်မရှင်တပ်ကကလေးမြို့မှာအင်အားများပြားဖြစ်တင်ပြီးတော့စစ်ကြောင်းထုတ်နေတယ်လို့တိတာခန်သတင်းမြစ်တွေကထံကနေစုံစမ်းသိရပါတယ် စစ်ကော်မရှင်ကအဲ့ဒီလမ်းမကိုထိုးစစ်ဆင်ဖို့အတွက်အင်အား800လောက်ကိုစစ်ကြောင်၄ကြောင်ခွဲပြီးထိုးစစ်ဆင်နေရလဲဖြစ်ပါတယ်စစ်ကြောင်၄ကြောင်ကမှရှစ်ထွဲအင်အား900လောက်ရှိရနောက်က300လောက်ရှိရသူတို့ပထမစစ်ကြောင်က၄ကြောင်ထိုးခဲ့တာကိုတကြောင်တကြောင်မှာယာကနန်းရှိရပြအဲ့ဒါကိုမှနောက်ခြံကတကြောင်လဲထပ်တော် drone နဲ့တောက်လျှောက်ချအဲ့လိုဖြစ်တယ်လို့စစ်ရေးတရေမြင့်တူက MP ကိုပြောပါတယ် အခုလိုတာလန်အင်အားနဲ့စစ်ကြောင်ထုံးနေတဲ့အပြင် drone တွေနဲ့ပါတိုက်ခိုက်နေတဲ့အတွက်တော်လိုင်းအင်အားစုတွေစွန့်မထားတဲ့နေမြေချို့ဆုတ်ခွာပေးလိုက်ရတဲ့အခြေအနေလည်းရှိပါတယ်။အဲ့ဒီစစ်ကြောင်ကတော်လိုင်းတက်တွေတင်ပိုက်ထားတဲ့ခမ်းမမြို့အထိပါစစ်ကြောင်ထိုးလာနိုင်တဲ့အခြေအနေတွေရှိနေရကြောင်းကလေးတမူလမ်းမတစ်ချောင်းမှာရှိတဲ့ကျေးရွာတွေကပြည်သူတွေကတော့ဘေးလွတ်ရာကိုထွက်ပြေးတင်းချောင်းနေရပြီဖြစ်ပါတယ်။စစ်ကောင်မရှင်ဟာအခုရပ်ပိုင်အတွင်းကန့်ကွက်မျိုးနဲ့ဘက်ကစစ်တပ်တွေနဲ့ပြူစောထီတွေကို စစ်ထောက်ပို့ရဟန်းရဲ့အပြင်ထောက်ပို့လေယာဉ်တွေနဲ့ခုနှစ်ကြိမ်ထက်မနည်းအင်အားဖြစ်တင်မှုတွေပြုလုပ်ခဲ့ရပါဒါအပြင်စစ်ကော်မရှင်ကကလင်းမျိုးအနောက်ဘက်ရှင်းတောင်ဆက်မှာရှေယာခိုင်ကမ်းမျိုးကိုလည်းအင်အားဖြစ်တင်မှုတွေပြုလုပ်လျက်ရှိပြီးရှင်းတောင်ဘက်ကိုပါစစ်ကြောင်းထိုးဖို့ပြင်ဆင်နေပါတယ်လက်ရှိစစ်ရဲချင်းတွေအကြောင်းကလင်းတမှုလမ်းပိုင်းသွာလာခင်းကိုပြည်သူ့ကောက်ကွယ်တပ်ဖွဲ့တွေကကန့်သတ်ထားပြီးအချိန်မရွေးတိုက်ပွဲတွေဖြစ်ပွားလာနိုင်လို့ပြည်သူတွေအနေနဲ့ပူပေါင်းပေးဖို့မေတ္တာရက်ခံထားပါတယ် နောက်ဆုံးပြပသတင်းအနေနဲ့အစ္စရေလဂါဇာကို ပုံပြန်ကျင်းအကြောင်းအပြည့်ရဲ့သဘောတူညီချက်ပြတ်ပေပြီလားဆိုတဲ့သတင်းကိုပြောပြရင်း NBA ရဲ့နေလေကင်းသတင်းအစီအစဉ်ကိုအဆုံးသတ်လိုက်ရှင်ပါမနေ့ကအစ္စရေလစစ်သား2ဦးသေဆုံးပြီးရနောက်မှာအစ္စရေလကဂါဇာဘက်ကိုလေကြောင်းတပ်ခန့်မှုပြုလုပ်ခဲ့တဲ့အတွက်ဂါဇာပြည်သူ44ဦးထက်မနည်းသေဆုံးခဲ့ရပါတယ်အပြည့်ရဲ့ပြန်နောက်ဖြစ်ပေါ်ခဲ့တဲ့တပ်ခန့်မှုမှာအစ္စရေလတပ်ဖွဲ့ကဗိုလ်ကြီး ယူနီကူလာနဲ့တက်တက်ကြီးတူတို့တည်ဆုံခဲ့ရတာဟာဟာမတ်အဖွဲ့ချုပ်ဖြစ်တယ်လို့အစ်ရွှဲလာဆွဆွဲထားပြီးတော့လက်တုံးပြန်တဲ့အနေနဲ့ဂါဇာကိုလေကြောင်းနဲ့လက်နက်ကြီးတွေပစ်ခတ်ခဲ့တာဖြစ်ပါတယ်။ဟာမတ်အဖွဲ့ကတော့အဲ့လိုတိုက်ခိုက်ခဲ့မှုမှာပါဝင်ပတ်သက်ရှင်မရှိပဲအပြစ်ခတ်ရဲစေကိုအပြေအဝါလိုက်လာတယ်လို့ထုတ်ပြန်ထားပေမဲ့နှစ်ဖက်စလုံးကတော့တစ်ဖက်ကိုတစ်ဖက်သဘောတူညီချက်ချိုးဖောက်သူတွေဖြစ်အပြန်အလှန်ဆွဆွဲနေကြတာပါ။အစ်ရွှဲကအပြစ်ခတ်ရဲစေသဘောတူညီချက်လက်မှတ်ရေးထိုးပြီးနောက်မှာ ဂါဇာကိုလူတိုင်းချင်းစာနာထောက်တာမှုအကူအညီတွေပြန်လည်ပို့ဆောင်ကွင်းပြုထားခဲ့ပေမဲ့အခုအစ်ရွေးစစ်သားနှစ်ဦးဂါဇာမှာတစ်ဆုံခဲ့တဲ့အတွက်ရုပ်လောင်းတွေပြန်မရမရှင်ဂါဇာနေဆက်ကိတ်ကိုပိတ်ထားမယ်လို့ထုတ်ဖော်ပြောကြားလာတဲ့အကြောင်းလူတိုင်းချင်းစာနာထောက်ထားမှုဆိုင်ရာအကြံအစည်တွေဆက်ရှိနေဦးမှာဖြစ်ပါတယ်။အစ်ရွေးရဲ့လက်တုံးပြန်တိုက်ခိုက်မှုဟာထိုင်းလန်းစရာဖြစ်ပေမဲ့အပြစ်ခက်ရဲ့ဆေးရဲကလုံးဝပြတ်ပေသွားတာမဟုတ်ပါအလွန်ကျိုးပဲ့လွယ်တဲ့အခြေအနေကိုရောက်ရှိနေတဲ့အဆင့်တစ်ခုသာဖြစ်ပါတယ်။ အစ်ရှင်နဲ့ဟာမတ်နှစ်ဖက်စလုံးကတော့သဘောတူညီချက်ကိုဆက်လက်လိုက်နာဖို့ဂရေပြုတ်နေဆဲဖြစ်ပြီးအစ်ရှင်စစ်သားတွေတည်ဆုံရတာဟာသူတို့နဲ့မပတ်သက်ဘူးလို့ဟာမတ်အဖွဲ့ကညှင်းဆိုထားပါတယ်။အပြည့်ရဲ့ပြန်နောက်ဟာမတ်အဖွဲ့ကဂါဇာမှာတခိုးဓမြတွေကိုနှင်းနှင်းနဲ့ဆိုပြီးအရက်သားတွေကိုထိခိုက်မှုတွေလှုပ်လာတဲ့အကြောင်းအကြမ်းဖက်မှုတွေကဆက်လက်ဖြစ်ပေါ်နေပါတယ်။ NBA ရဲ့နေလေကင်းအထိရရှိထားတဲ့ထူးခြားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့ရပါ။ ် MP ရဲ့တည်ဆဲမှုတွေကိုအဆုံးထိကြီးစုအားပေးသူအားလုံးနဲ့တကွဝင်ရောက်မှတ်ချက်ပြုပေးသူအားလုံးကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်မြန်မာပြည်သူပြည်သားအပေါင်းကိုစိတ်နှပြချမ်းသာစေဘဝအမောတွေလည်းပြေကြပါစေခင်ဗျာ